အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌပေါ့နော်လက်ကျဥက္ကဋ္ဌတာဝန်ယူထားတာသူကလည်းအဓိကအဖြစ်ပြီးခဲ့တဲ့လပိုင်းတွေကဆိုရင်သူကအညူကြီးအုပ်စုနဲ့လည်းဆွေးနွေးတွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့လက်ရှိနိုင်ငံတော်အစိုးရအကြီးပိုင်းနေနဲ့လည်းသူမြန်မာပြည်အရေးနဲ့ပတ်သက်ပြီးတော့တွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တယ်ဆိုတော့တည်င်းနေပေါ့နော်တည်င်းနေကျွန်တော်တို့ရတယ် တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်မလေးရှားကတော်တော်လေးမြန်မာနဲ့ပတ်သက်ရင်ခြေလန်းကျဲလာလို့ပြောမှာပေါ့နော်ခြေလန်းစိတ်တယ်ပြောရင်ခြေလန်းကျဲကျဲလှမ်းလာတယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်ခြင်းတယ်တချို့ကိစ္စတွေကတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုကောင်းတယ်ပေါ့နော်သူရဲ့ခြေလန်းကျဲတာတွေကောင်းတယ်တချို့ကိစ္စတွေကတော့မကောင်းဘူးပေါ့နော်မကောင်းဘူးပေါ့ဒါကလည်းတခုပြောရလို့ရှိရင်တော့ဒါကတော့သူတို့ အာဆီယံအဖွဲ့ပေါ့နော်အာဆီယံအဖွဲ့ကတာဝန်ပေးထားတဲ့အတိုင်းအာဆီယံအဖွဲ့ကိုကိုစားပြုပြီးသူတို့လုံနေလှုပ်ဆောင်နေတာပေါ့နော်ကျွန်တော်ဒီလိုပြောချင်တယ်မြန်မာဆိုရကလည်းနိုင်ငံတော်အတွက် သူ့ချင်မှာတာဝန်ရှိတယ်နော်နိုင်ငံတော်ရဲ့အတိတ်ပြစ်ဆုံးပံအနာကပ်ပေါ့နော်ဒီ၃ဝအတွက်ကိုလက်ရှိနိုင်ငံတော်အစိုးရအနေနဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်အဲ့တော့မြန်မာဆိုရကလည်းမလေးရှားအစိုးရပြောတာတွေ ျန်တဲ့အာဆီယံအာဆီယံအတိုင်းဝိုင်းတွေအတိုင်းအဝန်းတွေကနေပြီးတော့တိုက်တွန်းတာတွေကိုလှုပ်ချင်မှလှုပ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့လက်ရှိမြန်မာနိုင်ငံအကြောင်းကိုလက်ရှိမြန်မာနိုင်ငံထဲမှာနေနေတဲ့မြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံအစိုးရကအတိဆုံးဖြစ်တယ်။เนาะအတိဆုံးဖြစ်တယ်။တခြားဥပမာထားပါတော့ကုလသမဂ္ဂကိုယ်စားလှယ်တို့အာဆီယံကိုယ်စားလှယ်တို့ဟလာအိန္ဒိယနိုင်ငံကကိုယ်စားလှယ်တို့ဒီလူတွေကတော့ဒီကိုယ်စားလှယ်တွေကတော့ ပြောရရင်တို့ကစာထဲမှာဖတ်ထားတာတောင်းနဲ့သူများပြောတာလောက်ပဲသိလိမ့်မယ်လို့ကျွန်တော်ဒီလိုမျိုးသုံးသပ်ချင်တယ်။ဒါကြောင့်မလို့အဓိကအဖြစ်တော့နိုင်ငံအစိုးရအနေနဲ့ဟလာဒီနိုင်ငံတကာပဲဖြစ်ဖြစ်အိန္ဒိယနိုင်ငံတွေပဲဖြစ်ဖြစ်ဒေတာရင်းအဖွဲ့အစည်းတွေပဲဖြစ်ဖြစ်တချို့တိုက်တွန်းတာတွေရှိတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတချို့အကြံပြုတာတွေရှိတယ်တချို့ကြတော့လေ resolution တွေချပြီးတော့ဒါကိုလုပ်ကိုလုံးဝမယ်ဆိုပြီးတော့အကြက်ကင်တာတွေလည်းရှိတယ် ဒါပေမဲ့ဒီလိုအကြက်ကင်တာပဲဖြစ်ဖြစ်တိုက်တွန်းတာပဲဖြစ်အကြံပေးတာပဲဖြစ်ဖြစ်မြန်မာနိုင်ငံအစိုးရအနေနဲ့ကတော့မြန်မာနိုင်ငံမှာရှိတဲ့ဟလာဟိုနိုင်ငံသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဟလာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွေပေါ့နော်နောက်ပြီးတော့ငြိမ်းချမ်းမှုတွေတရားဝါပြောမှုတွေအတွက်အထောက်အကူပြုရင်တော့ဒါနိုင်ငံတော်အစိုးရအနေနဲ့လိုက်ပါလှုပ်ဆောင်တာတွေလုပ်လိမ့်မယ်သို့ပေမဲ့နိုင်ငံတော်နဲ့နိုင်ငံသားတွေအကျိုးပဲဖြစ်ဖြစ်နိုင်ငံတော်ရဲ့ရည်ရှိဖွံ့ဖြိုးတိုးတက်မှုငြိမ်းချမ်းတရားဝါပြောမှုကို အထောက်အကူမပြုဘူးဆိုရင်တော့နိုင်ငံတော်အစိုးရအနေနဲ့တော့ဒါတေချာပေါက်ညင်းမှာပဲဒါရှင်းရှင်းလေးပဲတေချာပေါက်ညင်းမှာပဲဘာလို့တော့နိုင်ငံတော်အစိုးရကလည်းလက်ရှိနိုင်ငံတော်စီမံအချုပ်ရေးကောင်စီအစိုးရအနေနဲ့ကလည်းတိုင်းပြည်ထဲမှာထိုင်ပြီးတော့ငါပဲအုပ်ချုပ်မယ်ကွာဆိုပြီးလုပ်နေရမှာမဟုတ်ဘူးတိုင်းပြည်ထဲမှာရှိနေတဲ့တိုင်းပြည်ရဲ့ဟလာဖွံ့ဖြိုးတိုးတက်မှု တိုင်းပြည်ရဲ့ပညာရေးကျန်းမာရေးနောက်ပြီးတော့ငြိမ်းချမ်းရေးပေါ့နော်အဓိကငြိမ်းချမ်းရေးပေါ့ဒါတွေအတွက်ကိုလည်းမြန်မာအစိုးရမြန်မာပုံစံနဲ့တောင်းနေရတာရှိတယ်နော်ဒါတွေရှိတယ် ဒါကလည်းပြောရရင်အာဆီယံက invite နေပါပြီထားပါပြအာဆီယံမှာရှိတဲ့အာဆီယံက5 by consensus တွေပါတယ်မပေါ်ခင်ကတည်းကမြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေနဲ့ဟုတ်လားဗိုလ်ချုပ်ကြီးတန်းရွှေပြည်ဒီပြသမိုင်းဦးသိန်းစိန်တော့ဒေါအောင်ဆန်းစုကြည်တော့အခုလက်ရှိအနေထားမှာဟုတ်လားဗိုလ်ချုပ်ကြီးမင်းအွန်လိုင်းပေါ့နော်သူတို့အနေနဲ့မြန်မာပြည်မြန်မာလူမှုသဘာဝနဲ့ကိုက်ညီတဲ့ agenda တွေနဲ့လှုပ်ဆောင်နေတာဖြစ်တယ်ဒါညင်းလို့မရအောင်နော်ဒါညင်းလို့မရအဲ့တော့ကျွန်တော်တို့လည်းအရင်တော့ထင်ခဲ့တာပေါ့ဗျာအာဆီယံကတောင်းဆိုရင် ကုလသမဂ္ဂအကြီးကတိုက်တွန်းရင်ဒီဘီဆိုင်ရာကချင်းချောင်းအကြက်ကန်ရင်အစိုးရအနေနဲ့လုတ်ကိုလုတ်ရလိမ့်မယ်လို့ကျွန်တော်တို့တွေကအရင်တော့ဒီလိုထင်ခဲ့တာရှိတယ်။ဒါပေမဲ့လက်တွေ့မြေပြင်နိုင်ငံရေးမှာတော့ဒီလိုမရှိဘူးဗျ။အကြံပေးလို့ရတယ်။ဝေဖန်ထောက်ပြလို့ရတယ်။တိုက်တွန်းလို့ရတယ်။ရတယ်အကြက်ကန်လို့လည်းရတယ်။တိုးပေမဲ့နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်လက်ငင်းအကျိုးရည်ရှိအကျိုးမရှိဘူးဆိုရင်လုံဆောင်ခြင်းမှလုံဆောင်နိုင်မယ် ။မဘာကြောင့်လဲဆိုတော့လက်ရှိအနေထားမှာမြန်မာနိုင်ငံအစိုးရအဆက်ဆက်အနေနဲ့လေမြန်မာနေမြန်မာဟာ ਨੇ လောက်ကိုင်းနေတာအများကြီးရှိတယ်။နော်ဒါမျိုးပေါ့နော်။ဘာပြဿနာဟာကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ပြည်ရင်းပြဿနာပြည်ရင်းမှာရှိတဲ့ဒီပြိပခနဲ့ပါဝင်ပတ်သက်နေတဲ့သူတွေကသာအဓိကတာဝန်ရှိတယ်။ဒီပြည်ရင်းပြဿနာဟာပြည်ရင်းပြိပခမှာပါဝင်ပတ်သက်နေသူတွေသာအဓိကဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်လို့မြန်မာနိုင်ငံ သားတွေနဲ့နိုင်ငံတော်အစိုးရအဆက်ဆက်ကဒီလိုယူဆခဲ့ကြတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာရှိနေတဲ့အတိုက်ခံဆိုသူတွေကပြည်တွင်းပြဿနာကိုပြပဝင်ပြောရင်အိမ်နီးချင်းနိုင်ငံတွေကိုပြန့်နှံ့အောင်ပုံစံအမျိုးမျိုးနဲ့လှုပ်ဆောင်နေရလေကျွန်တော်တို့တွေ့ရတယ်နော်ကျွန်တော်တို့တွေ့ရတယ်အိမ်နီးချင်းနိုင်ငံတွေကိုထားပါတော့ဗျာဟာအရင်တော့သူထိုင်းနိုင်ငံကိုချင်းကတ်တယ်ထိုင်းနိုင်ငံတဆင့်ဥရောပတို့အမေရိကတို့နိုင်ငံတွေကိုကတ်ပြီးတော့မြန်မာအရေးကိုဟလာသူတို့ဘက်ကနေဝင်ဖြည့်ရှင်းမှုအဲဒါမျိုးတွေ လှုပ်ဆောင်တာတွေလည်းရှိတာပေါ့နော် အရင်တော့လက်ရှိအနေအထားမှာတော့အန်ယူဂျီအုပ်စုကိုကကမ္ဘာအတိုင်းဝိုင်းကလက်မခံတဲ့အခါကျတော့ကမ္ဘာအတိုင်းဝိုင်းကလည်းဥမာအမေရိကန်ပဲဖြစ်ဖြစ်ယူရိုပဲဖြစ်ဖြစ်ဂျပန်ကိုရီးယားစသည်အဖြစ်ဒီနိုင်ငံတွေကလည်းသူတို့ပြည်ထောင်တိုင်းနဲ့သူတို့လုံးလဲချလပဲလိုက်နေတဲ့အခါကျတော့အန်ယူဂျီအုပ်စုကဘာဖြစ်လာလဲဆိုတော့ဒေတာရင်းအဖွဲ့အစည်းတွေကိုအဓိကအဖြစ်ချင်းကက်လာတာတွေ့ရတယ် အရင်တော့ဆိုလို့ရှိရင်ဒီအန်ယူဂျီအုပ်စုဆိုတာလည်းပြောလို့ရှိရင်အုပ်စုနာမည်တွေကပြောင်းသွားတာလူတွေကဒီလိုပဲဒီဒီလူတွေကြီးပဲပေါ့နော်ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အရင်တော့ဗိုလ်ချုပ်ကြီးတန်းရွှေလက်ထက်မှာနိုင်ငံရေးကိုဟလာပုံတံအမျိုးမျိုးနဲ့ပြောရရင်စူပူစူပူမှုပေါ့ဗျာစူပူမှုဖန်တီးတဲ့နိုင်ငံရေးလှုပ်တာလေဒီအုပ်စုတွေပဲဦးသိန်းစိန်လက်ထက်မှာလည်းမြန်မာနိုင်ငံတည်ငြိမ်မှုပြတ်ပြောင်းအောင်လုပ်တဲ့နိုင်ငံရေးကိုဥဆောင်တာလေဟလာဒီမင်းကိုနိုင်တို့ဇင်မာအောင်တို့အန်ဒီအုပ်စုတွေပဲနောက်ဒီဘက်မှာဟလာလက်ရှိပေါ့နော် ဒီဘုံမွေးမြောင်းလိုင်းလက်ထက်မှာလည်းကြည့်လိုက်ဒီလူတွေပဲအဲ့တော့ဟုတ်လားတို့ရောသူ CRPH တို့ NCGUB တို့ ABDF တို့အပြီးကနေပြီးတော့ NUG တို့ဟုတ်လားဒီ CRPH တို့ပြီးတော့ PDF တို့ပုံသဏ္ဍာန်နေနာမည်တွေအမျိုးမျိုးပြောင်းသွားပေမဲ့ဒီအုပ်စုတွေမှာပါဝင်ပတ်သက်နေတဲ့လူတွေကတော့ဒီလူတွေပဲဒီအုပ်စုတွေရဲ့ဟုတ်လားလှုပ်ဆောင်နေတဲ့အလုပ်တွေကအကြမ်းဖက်တာတွေ နိုင်ငံရေးသွေးရိုးလှုံ့ဆော်တာတွေနိုင်ငံမတည်မငြိမ်လောက်အောင်ဖြစ်အောင်လုပ်တာတွေဒါတွေပဲဒါတွေနဲ့လည်နေတာဒါတွေနဲ့လည်နေအဲ့တော့ပြောလို့ရှိရင်ဒီပြဿနာတွေကိုဖြေရှင်းတဲ့နည်းကိုအတိဆုံးကမြန်မာနိုင်ငံသားတွေနဲ့မြန်မာဆွေရပဲဖြစ်တယ်နိုင်ငံတကာကလူတွေဆိုတာကဒီပြဿနာတွေကိုတဆင်စကားနဲ့ကြားတာတွေဖြစ်တယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ခြင်းလေအဲ့တော့ဒီမှာ तू ကမလေးရှားဆွေရက तू ကဘာတွေအထွန်းတက်ထားလဲဆိုတော့ကျွန်တော်သတင်းလေးကိုရေဖတ်ပြမယ်ပြီးရင်ကျွန်တော်ဆက်သုံးသပ်မယ် မြန်မာနိုင်ငံမှာရှိတဲ့အခြေအနေများဟာပုံမဆိုးရွားလာမှုကိုအာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားနိုင်ငံကဂိုင်းတွေဖြည့်ရှင်းရန်အာဆီယံနှင့် Islamic ပူးပေါင်းဆောင်ရေးအဖွဲ့ OIC အကြားပူးပေါင်းဆောင်ရမှုမြင့်တင်ရန်တောင်းဆိုခဲ့ပြီးအဆိုပါတောင်းဆိုမှုဟာအကြမ်းဖက်မှုများရပ်တန့်ရန်လူသားချင်းစာနာထောင်မှုဆိုင်ရာအကျပ်တဲကိုတက်တာစေရန်နှင့် နိုင်ငံအတွင်းရေရှည်တည်ငြိမ်ရေးကိုပံ့ပိုးရန်တို့အပေါ်အဓိကယူရတောင်းဆိုလိုက်ခြင်းလည်းဖြစ်တယ်တဲ့ ဇွန်လ22ရက်နေ့ကတဲ့တူရကီနိုင်ငံအစ္စတန်ဘူးမြို့မှာကျင်းပတဲ့မြန်မာနိုင်ငံမှာဘင်္ဂလီမွတ်စလင်များဆိုင်ရာ OIC ဆက်သွယ်ရေးအဖွဲ့အစည်းအဝေးမှာတဲ့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဒါတွတ်ဆရီမိုဟမ်မိုဟမ်မတ်ဟာဆန်ကမလေးရှားနိုင်ငံဟာတဲ့မြန်မာနိုင်ငံရဲ့အခြေအနေအထူးသဖြင့်နေရက်စွန့်ခွာရသည့်ဘင်္ဂလီများ၏ဒုက္ခများပေါ်အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့တယ်ဒါဒါပြင်တဲ့ စခိုင်ပြည်နယ်သို့လုံခြုံရေးဂုံတိတ်ကရှိပြီးရေရှည်တည်တံ့သောပြည်လဲဝင်ရောက်ရေးကိုတေချာစေရန်လိုအပ်ကြောင်း၎င်းကအလေးပေးပြောကြားခဲ့တယ်တဲ့မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလျင်ကြောင့်ဆိုးရွားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျက်အတဲဖြစ်ပေါ်ခဲ့ပြီးနောက်ထိခိုက်ခံစားရသည့်ရက်ရွာအလုံးသို့အချိန်မီနှင့်ထိရောက်စွာအကူအညီများဖြောင့်ဝေပေးနိုင်ရန်လုံခြုံစိတ်ချပြီးအထောက်အကူဖြစ်စေသောပတ်ဝန်းကျင်ဖန်တီးရန်အရေးကြီးကြောင်း ၎င်းကထားလောင်းပြောကြခဲ့တယ်မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံရဲ့အခြေအနေကိုကံရွယ်ဖြည့်ရှင်းရမှာအပြည်သဘောဆောင်တဲ့ချင်းကပ်မှုကိုအဓိကလှုံ့ဆော်ထားပါတယ်တဲ့ကျွန်တော်တို့ဟာအဓိကဦးစားပေး၃ရက်ကိုတတ်မှတ်ပြီးအဲ့ဒါတွေကတော့တဲ့ပြည်သူအလုံးပေါင်းတဲ့နိုင်ငံရေးဆွေးနွေးပွဲကိုမြှင့်တင်ဖို့တဲ့အကြမ်းဖက်မှုတွေရပ်ဆဲဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုးမြင့်ဖို့ဖြစ်ပါတယ်ဆိုပြီးတော့၎င်းကပြောတယ်တဲ့မလေးရှားက ONC အဖွဲ့ဝင်နိုင်ငံတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ပုံမပူအောင်ဆောင်ရွက်ဖို့တိုက်တွန်းပါတယ်တဲ့ဒါအပြင်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးကိုပံ့ပိုးနိုင်ဖို့အတွက်အကြမ်းမှုတွေအဆုံးသတ်ဖို့နဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကြက်တဲကိုတတ်တာစေဖို့အဓိကထားပါတယ်ဆိုပြီးပြောတယ်တဲ့ဒါအပြင် ဟာဆန်ကမလေးရှားနိုင်ငံဟာအာဆီယံအထူးကိုယ်စားလှယ်တန်စရီအော့စ်မန်ဟာရှီမာတစင်းနဲ့သက်ဆိုင်သူအားလုံးနဲ့ပြည်သူ အားလုံးပါဝင်သည့်ဆက်ဆံရေးတွန်းမြင့်ဂျိုးပန်းအထောက်မှုများကိုတွန်းမြင့်လှုပ်ဆောင်ခဲ့ကြောင်းပြောတယ်တဲ့ ဒါပေမဲ့လက်ရှိမှာတဲ့မြန်မာနိုင်ငံမှာတက်ဆိုင်သူအများပြားရှိနေသူဆိုတဲ့အဲ့လိုပြည်သူအလုံးပေါဝင်ဒီဆက်ဆံရေးရတဲ့ပူးပေါင်းဆောင်ရွက်မှုများကိုပုံမနှဆိုင်စေရန်အရေးကြီးသောအခြေခံအုံပြစ်ဖြစ်ပြီးတော့လေအထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုတိုးတက်အောင်လှုပ်ဆောင်မယ်ဆိုပြီးတော့ပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံက ONG ဆက်သွယ်ရေးအဖွဲ့နဲ့ကျွန်တော်တို့ရဲ့အထူးကိုယ်စားလှယ်ကိုငြိမ်းချမ်းပြီး ပြည်သူအလုံးပါဝင်တဲ့ဖြည့်ချင်းချက်ကိုပံ့ပိုးရမှာပုံမအားဖြစ်နိုင်မဲ့ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကိုဖော်ထုတ်ပေးဖို့လိုပါတယ်လို့အဲနိုင်ငံတိုင်းဝန်ကြီးမလေးရှားနိုင်ငံတိုင်းဝန်ကြီးကပြောတယ်တဲ့မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ပြီးနောက်ဖြစ်ပွားခဲ့တဲ့လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာအကျက်တဲနဲ့ပတ်သက်ပြီးမိုဟာမက်ကပါတီအလုံးကိုပုံမရေရှည်တည်တံ့သောအပြစ်ခတ်ရစဲရေးစီဥဆောင်သွားရန်နဲ့အကျက်တဲကိုရေရှည်တည်တံ့သောဖြည့်ရှင်းချက်စီတို့စူပေါင်းလှုပ်ဆောင်ရန်တိုက်တွန်းခဲ့တယ်တဲ့ လက်ရှိမှာပြိပခဖြစ်ပေါ်နေတဲ့ဘက်အသီးသီးကတဖက်သက်ယာယီအပြစ်ခက်ရက်စဲကိုကြေညာထားသည်ဟု၎င်းပြောတယ်။ဒီလိုအားတက်ဖွဲ့ရာတိုးတက်မှုတွေရှိနေပေမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအားထုတ်မှုတွေအတွက်ရန်ပုံငွေကလုံဆောင်မလုံလောက်သေးပါဘူးလို့သူကပြောတယ်တဲ့။ကျွန်တော်တို့က ONC အဖွဲ့ဝင်တွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက် ထောက်ပံ့မှုတိုက်တွန်းပါတယ်။ဆိုပြီးတော့ဆက်ပြောတယ်တဲ့။မလေးရှားနိုင်ငံအားနဲ့မြန်မာငလျင်ဘေးအတွက်မရှိမဖြစ်လိုအပ်သည့်ပစ္စည်းများပါဝင်သော လူသားချင်းစာနာထောက်ထားမှုအကူအညီတန်30ကိုပေးခဲ့တယ်။ငလင်အပြီးချက်ချင်းဆိုလိုငလင်တန်ဆိုးရွားစွာခံစားခဲ့ရသည့်သခိုင်းမျိုးမှာတဲ့မလေးရှားဘေးအန်ရဲ့ကုညီကယ်ဆယ်ရေးအဖွဲ့စပတ်ကိုဆီလူပြီးကွင်းစင်းဆေးရုံတစ်ခုကိုတည်ထောင်ခဲ့တည်ထောင်ကုညီခဲ့တယ်ဆိုပြီးတော့မလေးမေးလ်ဆိုတဲ့သတင်းစာမှာရေးထားတာကိုသတင်းဌာနတစ်ခုကပါတယ်မမီဖော်ပြထားတာပေါ့နော်အဲ့တော့ပြောလို့ရှိရင်မလေးရှားကသူလူချင်းနဲ့အချက်တွေကိုဆွဲထုတ်ပြီးတော့ မြမအရေးမှာသူတို့လူကျင်တဲ့အဖွဲ့အစည်းတွေကိုဂျားဝင်ဆောင်ရွက်ဖို့စူးစမ်းလာနိုင်တယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်။အရင်တော့လည်းကျွန်တော်တို့သုံးသပ်ပြခဲ့ပါတယ် PDF D NUG တွေနေရာမှာတဖြည်းဖြည်းနဲ့ Islamic စစ်သွေးကြတွေ Islamic စစ်သွေးကြတွေဝင်ရောက်လာလိမ့်မယ်လို့ကျွန်တော်တို့ပြောပြခဲ့တာရှိတယ်။နော်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားကမြန်မာနိုင်ငံမှာကနိုင်ငံရေးအရာ ဒီနိုင်ငံတကာရဲ့ဂျာဝင်မှုတွေပြည်တွင်းမှာရှိတဲ့လက်နက်ကင်အကြမ်းဖက်မှုတွေကြောင့်မြန်မာနိုင်ငံကြီးကတိတ်အရှင်းလင်းကြီးတော့မဟုတ်ဘူးအရှင်းလင်းတော့မဟုတ်ဘူးဒါပေမဲ့လည်းဒီလိုမရှင်းလင်းတာကိုပဲတခြားပြောရရင်တော့ဗျာတောမီလောင်တောကြောင်လက်ခမောင်းခတ်ဆိုလို့ပေါ့နော်ဆိုသလိုပေါ့နော်အဲ့လိုလှုပ်ချင်တဲ့အဖွဲ့အစည်းတွေအတွက်ကတော့ဒီလိုမရှင်းလင်းတာကပဲသူတို့အတွက်အခွင့်အရေးတည့်ရဖြစ်နေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်ချင်တယ်ဗျဒီလိုသုံးသပ်ချင်တယ် ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒါပြောရရင်မြန်မာနိုင်ငံမှာလည်းမွတ်စလင်တွေမွတ်စလင်ဘာသာဝင်တွေရှိပါတယ်။နောက်တစ်ခုကဘာလဲဆိုတော့မြန်မာလူမျိုးတွေကလည်းမွတ်စလင်ဘာသာဝင်တွေပေါ်မှာအွန်နေမလို့လေအလောက်ကြီးအွန်နေမလို့ပါဥပိ္ပခမပြုတ်ပါအောင်နော်။ဆိုတဲ့ခါကျတော့ဒီလိုအခြေအနေမျိုးမှာမလေးရှားဟာသူ့ရဲ့ဟာလာသူ့ရဲ့အာဆီယံဥက္ကဋ္ဌဆိုတဲ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီးမြန်မာနိုင်ငံရေးသေးကို OIC လို့အဖွဲ့အစည်းမျိုးကို အတင်းသွသွင်းမှုစ조사တာဟာမြမလူအဖွဲ့အစည်းနဲ့တော့မြမလူအဖွဲ့အစည်းရဲ့လိုလားချက်နဲ့တော့ကိုင်းညီလိမ့်မယ်မထင်ဘူးလို့ကျွန်တော်ဒီလိုသုံးသပ်တယ်။ဒီလိုသုံးသပ်တယ်။အဲ့တော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့အဓိကအဖြစ်မြမအရေးကိုမြမတွေကပဲဖြည့်ရှင်းရလိမ့်မယ်။မြမအရေးမှာကမြမတွေကပဲအဓိကကြားတယ်ကျွန်တော်ပြောချင်တာဟုတ်တယ်မှန်တယ်တချို့ကိစ္စပြောရရင်မြမနိုင်ငံရှိတဲ့မွတ်စလင်တွေဆိုတာလဲမြမနိုင်ငံသားတွေဖြစ်တယ်။နော်မြန်မာနိုင်ငံသားတွေဖြစ်တယ်။ဒါကြောင့်မလို့ သူတို့တွေကလည်းမြမနိုင်ငံရေးကိုဖြည့်ရှင်းတဲ့အခါမှာမြမနိုင်ငံရေးရဲ့တက်ဆိုင်ရာဘက်တွေဟောလာအစိုးရရှိမယ်ဟောလာအစိုးရနဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေရှိမယ်ဒီလိုပေါ့ဒီအဖွဲ့အစည်းတွေကြားမှာသဟဇာတာဖြစ်အောင် ဖြစ်တဲ့နီးနဲ့သာဖြည့်ရှင်းမှုအတွက်သူတို့အနေနဲ့ပါဝင်ဆောင်ရွက်ရလိမ့်မယ်ဒီနေရာမှာဘာသာရေးကိုရှေ့တန်းတင်တာတွေဟောလာဘာသာရေးအရာနိုင်ငံရေးဖန်နိုင်ငံရေးပြဿနာတွေဆက်ပြီးတော့ဖန်တီးတာတွေကတော့မလုပ်သင့်ဘူးလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဗောနော်ဒီလိုသုံးသပ်တယ် တော့အခုမြန်မာရေးမှာဒီ OIC ကဝင်ရလိမ့်မယ်လို့ဘာလို့ပေါ့နော်အဓိကတော့မလေးရှားနိုင်ငံသားရေးဝန်ကြီးပြောတာကတော့မြန်မာအရေးလို့မြန်မာအရေးဆိုတဲ့နေရာမှာသူကဒီနေရာမှာအဓိကဇောင်းပေးပြီးဖော်ပြထားတာကငလင်တန်နဲ့ပတ်သက်တဲ့အကူအညီလိုအပ်တဲ့နေရာတွေကို OIC အနေနဲ့ဆက်လက်ကူညီပါဆိုတဲ့ဇကားလေးရဲ့နောက်ွယ်မှာမြန်မာငြိမ်းချမ်းရေးကိုလည်း OIC အနေနဲ့ဝင်ရောက်ဆောင်ရွက်ပါဆိုတဲ့ပြောရရင် ဒီဘက်မှာတဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးအဂျင်ဒါကိုပါအတင်းဆွဲသွင်းနေတယ်ဆိုတဲ့သဘောမျိုးကျွန်တော်ကဒီလိုသုံးသပ်တယ်ဒီလိုမြင်ရတယ်အဲ့တော့ဒါကပြောရရင်ဟိုကောင်းတဲ့လုပ်ရတော့မဟုတ်ဘူးเนาะကောင်းတဲ့လုပ်ရတော့မဟုတ်ဘူးဒီလုပ်ရကမလေးရှားကပါလဲဆိုတော့ကျွန်တော်တို့ကွန်မြူနစ်တွေပြောတဲ့ဇာတ်ကားနဲ့ပြောရရင်ဒါစိတ်ကောင်းချိန်ပြီးခွေးသားရောင်းကျင်တဲ့သဘောပဲမလေးရှားနိုင်ငံကအဓိကအဖြစ် မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ ONC အနေနဲ့အကူအညီကယ်ဆယ်ပါဆိုတဲ့စကားလေးကိုလှောက်အောင်သုံးထားပေမဲ့နောက်ွယ်မှာတော့မြန်မာအရေးမှာလက်ရှိဟလာအကြမ်းဖက်နေတဲ့အုပ်စုတွေနဲ့မြန်မာအစိုးရနဲ့ကိုအတင်းဖိအားတွေပေးပြီးတော့ဘယ်လိုခေါ်မလဲပေါင်းစည်းခိုင်းစီခြင်းပုံရတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဗောနော်ဒီလိုသုံးသပ်တယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်ကောင်းတဲ့လားလာတော့မဟုတ်ဘူးဒီအတွက်ကိုသက်ဆိုင်သူတွေအနေနဲ့ ော်တုံ့ပြန်မှုလိုလိမ့်မယ်လို့နော်ကျွန်တော်ဒီလိုသုံးသပ်ပါတယ်နော်ဒီလိုသုံးသပ်ပါတယ်ဒါသတင်းတစ်ပုဒ်ပေါ့နောက်သတင်းတစ်ပုဒ်ကတော့ပါလဲဆိုတော့အမေရိကန်ကအီရန်နဲ့အစ္စရေးပြဿနာမှာကြားဝင်ပြီးတော့အီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার တပောင်းမှုတွေကိုဒူကလ িয়ার နျူကလ িয়ার တပောင်းမှု၃ခုကိုဝင်ပြီးတော့ပုံကျဲခဲ့တာပေါ့နော် operation midnight hammer ဆိုတဲ့နာမည်နဲ့ဝင်ရောက်ပုံကျဲခဲ့တယ်။အဲ့လိုပုံကျဲပြီးနောက်ပိုင်းမှာအီရန်ကအစ္စရေးကိုဒုံးမြန်နဲ့ပြစ်လွတ်တာတွေက ဒီနေ့ဒီချိန်ထိအရှိန်ရောကြသွားပြီမဲ့ရက်သွားရဲဆိုတာမရှိဘူးဆက်လက်ပြီးတော့အစ္စရေးကိုတိုက်ခိုက်နေတုန်းဖြစ်တယ်အဲ့အချိန်မှာပဲအီရန်ကဒီကျွန်တော်တို့ဂါဖော်နော်ပင်လယ်ကွေ့ဝင်ပေါက်ဖြစ်တဲ့ဟော့စမှုရေလက်ကြားဟော့စမှုရေလက်ကြားကအဲကျွန်တော်တို့အခြေအဝန်းကဟိုတော်တော်ကျင်းမြောင်းနေပေါ့ဗျာပြောရအောင်နော်ဒီဂါဖ်တဲကိုဝင်တဲ့ဝင်ပေါက်ပုံစံမျိုးပေါ့အဲ့ဒါကိုအီရန်ကပိတ်ပစ်မယ်ဆိုတော့ ဘယ်လိုခေါ်မလဲဆုံးဖြတ်ချက်မျိုးအီရန်ပါလီမန်ကဆုံးဖြတ်တယ်လို့ကျွန်တော်ဒီနေ့သတင်းတပုတ်ရတယ်အဲ့တော့ပြောရလို့ရှိရင်ဟော့စမူရေလက်ကြားကအီရန်ကတဝက်ပိုင်တာပေါ့ဗျာအီရန်တဝက်ပိုင်တယ်ဒီဘက်မှာကျွန်တော်ထင်တယ်ယီမင်ဖြစ်မယ်ထင်တယ်ယီမင်ကတဝက်ပိုင်တယ်ပေါ့နော်သူတို့ကတဝက်စီပိုင်တယ်ဆိုတော့ပြောရရင်ဒီဟော့စမူရေလက်ကြားရဲ့အရေးပါမှုကအရှိလေပိုင်းဒေတာကထွက်တဲ့ရေနံနဲ့တဘာဝတန်းငွေတွေကဒီဟော့စမူရေလက်ကြားကိုဖြတ်ပြီးတော့မှ တဲ့မှာရှိတဲ့အိန္ဒိယသမုတ်တရားအိန္ဒိယသမုတ်တရားတွေအမှတစင်တရုတ်တို့အိန္ဒိယတို့အဲ့ကိုသွားတာပေါ့ဥရောပဆိုလို့ရှိရင်လည်းဒီဘက်ကနေပြီးတော့ကျွန်တော်တို့ဆွေတူမြောင်ဖြတ်ဆွေတူမြောင်ဖြတ်ပြီးတော့ဟိုဘက်ကနေအော်နေကျွန်တော်တို့မက်ဒီတာရေးနီးယန်းပေါ့နော်မြေထဲပင်လယ်ကနေတစင်ဥရောပဘက်ကိုသွားတာပေါ့အမေရိကန်ဘက်ဆိုလည်းဒီလိုပဲသွားကြတာပေါ့အဲ့တော့ပြောလို့ရှိရင်ဒီဟော့စမှုရေလက်ကြားကိုဖြတ်ပြီးတော့တည်တဲ့ရေနံနဲ့တဘာဝတန်းငွေတွေကကဘာကြီးရဲ့တကဘာလုံးမှဟဲ့လားပြောရရင်တည်ယူနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပမာဏရဲ့30ရာခိုင်နှုန်းရှိတယ်။အဲ့လိုပဲတရုတ်နဲ့အိန္ဒိယကိုအဓိကပို့ဆောင်တဲ့လမ်းကြောင်းကလည်းအရှေ့လေပိုင်းကရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုအဓိကပို့ဆောင်တဲ့လမ်းကြောင်းကလည်းဟော့စ်မှုရေလက်ကြားကိုဖြတ်ပြီးတော့မှပို့ဆောင်ရတာ။အဲ့တော့လက်ရှိအနေအထားမှာတော့အမေရိကန်ကအီရန်အနေနဲ့ဟော့စ်မှုရေလက်ကြားကိုမပိတ်ဖို့တရုတ်အနေနဲ့ ထောင်းပြပေးဖို့လိုတယ်လို့အမေရိကန်ကဒီလိုကန့်လန့်လာတော့ရှိတယ်။အိန္ဒိယကတော့ဟော့စမရေလက်ကြားကိုအီရန်ကပိတ်လိုက်တယ်ဆိုရင်တောင်အိန္ဒိယရဲ့ရေနံတင်ပို့မှုပေါ့နော်အိန္ဒိယရဲ့ရေနံတင်သွင်းမှုပေါ့ကိုမထိခိုက်နိုင်ပါဘူးလို့အိန္ဒိယလည်းဒီလိုပြောတာရှိတယ်။အဲ့ဒီတင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်းလေးကိုအရင်ဖတ်ပြမယ်ပြီးရင်ကျွန်တော်ဆက်သုံးသပ်မယ်။အမေရိကန်ကအီရန်၏နျူကလ িয়ার ဆက်ရုံများကိုဇွန်22ရက်တွင်တိုက်ခိုက်ပြီးနောက်အီရန်လွှတ်တော်က Hormuz ရေလက်ကြားကိုပိတ်ပင်ရန် အစီအစဉ်အားအတည်ပြုခဲ့ကြောင်း The Economic Times သတင်းစာတွင်ဖော်ပြခဲ့တယ်။ဟောဆူရေလက်ကြားဟာကမ္ဘာလုံးဆိုင်ရာရေနံနှင့်သင်္ဘောများဖြတ်တန်းသွားလာသည့်နေရာဖြစ်သည့်အပြင်ရေနံထုတ်လုပ်မှု၏အသက်သွေးကြောဖြစ်သည့်ဖြင့်ထိုရေလက်ကြားကို မပိတ်ရန်အီရန်အားနှာချပေးရန်အမေရိကန်ကတရုတ်ကိုတိုက်တွန်းခဲ့တယ်တဲ့။ဟောဆူလေရေလက်ကြားပိတ်ဖို့ကိစ္စနောက်ဆုံးတရားဝင်မဆုံးဖြတ်ရသေးပါဘူးတဲ့။လွှတ်တော်ကတော့ဟောဆူရေလက်ကြား ပိတ်ဖို့ဥပဒေပြုဥပဒေမူကြမ်းကိုအတည်ပြုခဲ့အတည်ပြုခဲ့ပြီးပါပြီတဲ့ဆိုပြီးတော့အီရန်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေးကော်မရှင်အဖွဲ့ဝင်တူကအစ္စမေလ်အီရန်လွှတ်တော်ရဲ့အမျိုးသားလုံခြုံရေးကော်မရှင်အဖွဲ့ဝင်တူဖြစ်တဲ့အစ္စမေလ်ကိုစာရီကပြောတယ်တဲ့လက်ရှိအချိန်မှာဟော့စပူရေလကြားပိတ်ဆို့မှုနဲ့ပတ်သက်ပြီးတော့လွှတ်တော်ကအပြီးအပြီးသက်ဆုံးဖြတ်ချက်ချမိဖြစ်ကြတဲ့အီရန်၏အမျိုးသားလုံခြုံရေးကောင်စီနဲ့လည်းတိုင်ပင်သောမိဖြစ်ကြောင်း၎င်းကပြောတယ်ဆိုပြီးတော့ The Economist Times သတင်းစာမှာဖော်ပြထားတာကိုမြန်မာသတင်းတပုတ်ကဘာသာပြန်ပြီးတော့ဖော်ပြထားတယ်။အဲ့တော့ပြောရလို့ရှိရင်လက်ရှိအနေအထားမှာတော့အီရန်နိုင်ငံရဲ့လွှတ်တော်ကဒီ host မှုရေလက်ကြားကိုပိတ်ဖို့အတွက်မဲအတာစီးနဲ့အတည်ပြုပြီးသွားပြီ။ဒါပေမဲ့အီရန်ရဲ့နိုင်ငံအမျိုးသားလူမျိုးရေးကောင်စီကိုတင်လို့ရှိရင်အမျိုးသားလူမျိုးရေးကောင်စီမှာအဓိကအဖြစ်တော့အီရန်ရဲ့ Supreme Leader ခေါ်တာပေါ့နော်ယာတိုလာ ခမေနီဖြစ်မှာပေါ့အဲသူ့ရဲ့အဆုံးဖြတ်ချက်ကအဓိကကြားတယ်သူကဒီအမျိုးသားလူမျိုးရေးကောင်စီကနေပြီးတော့ okay ဟော့စမှုရေးလက်ချောင်းကိုပိတ်လိုက်ဆိုရင်တော့ဒီစစ်ပွဲရဲ့သဘောတဘာဝတွေဟာပို့ပြီးတော့ခြေပြန့်သွားနိုင်တယ်ဘာကြောင့်လဲဆိုတော့ဟော့စမှုရေးလက်ချောင်းကနေရင်းနှံသေးယူနေတာဟာအမေရိကန်ကလည်းအဓိကမဟုတ်ဘူးအဓိကတရုတ်နဲ့အိန္ဒိယအဲ့လိုပဲအဓိကအပြင်ကိုရီးယားတို့ဂျပန်တို့ရှီလည်းရောက်တယ်အဓိကပြဿနာကဘယ်နိုင်ငံအောင်ရောက်သည်ဖြစ်စီရင်းနှံသေးယူရတာပြဿနာဖြစ်သွားတဲ့အတွက် ရင်းနှီးဈေးနှုန်းတွေကိုတော့တနည်းမို့တနည်းသွားပြီးတော့ထိခိုက်နိုင်တယ်။ဒါပေမဲ့လည်းတခြားသတင်းတွေမှာသုံးသပ်ထားတာကတော့အမေရိကန်ဟာဒီယုံမြင်လို့ဒီဒီခြုံထွင်တယ်လို့သုံးသပ်ထားတယ်။အဓိကဘာလဲဆိုတော့အမေရိကန်ကအီရန်နဲ့အစ္စရေး ပြဿနာကြားမှာဂျားဝင်လိုက်ရင်အီရန်ဟာအမေရိကန်ကိုလက်တုံ့ပြန်တဲ့အနေနဲ့ဟော့စမူရေလက်ကြားကိုပိတ်လိုက်မယ်။ဟော့စမူရေလက်ကြားကိုပိတ်လိုက်ခြင်းအပြင်ဒီဟော့စမူရေလက်ကြားကိုဖျက်ပြီးတော့တည်နေတဲ့ ဂျီနန်တို့တဘာဝတန်ငွေတို့ကဥရောပကိုမရောက်နိုင်တော့ဘူးတရုတ်နဲ့အိန္ဒိယနိုင်ငံတွေကိုမရောက်နိုင်တော့ဘူးရောက်ဖို့အတွက်အတော်ခက်ခဲသွားမယ်အဲ့ကြရင်ဂျီနန်စီးတွေမြင့်မြင့်တက်လာမယ်အဲ့လိုမြင့်တက်လာတဲ့အခါကျရင်အခုလက်ရှိအနေအထားမှာအမေရိကန်ဟာကြံရဲ့အစိုးရအဆက်ဆက်ကမတူးဖော်ခဲ့တဲ့ဂျီနန်တွင်းတွေကိုပြန်ပြီးတော့အခုတူးဖော်နေတာကိုတူးဖော်နေရရှိတယ်ဒါကြောင့်မို့အမေရိကဥရောပနဲ့အဓိကအဖြစ်ဥရောပနိုင်ငံတွေဟာအမေရိကန်ရဲ့ဂျီနန်ပေါ်မှာမိခိုလာရလိမ့်မယ်အဲ့ဒါဆိုရင်အမေရိကန်ဥရောပကိုပြန်ပြီးလွှမ်းမိုးလာနိုင်တယ်ဆိုတော့ စဉ်းစားချက်နဲ့အမေရိကန်ဟာအီရန်နိုင်ငံကိုအသက်လူကြီးဘုံဝင်ကျဲတယ်လို့ဒီလိုမျိုးသုံးသပ်ကြတာတွေရှိတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာဥရောပမှာအဓိကအသုံးပြုနေတဲ့ဒဏ်ငွေနဲ့ရေနံကိုရုရှားကလည်းတင်သွင်းလို့မရဘူး။ရုရှားကလည်းပြောလို့ရှိရင်ရုရှားကတင်သွင်းတာတွေကိုသူတို့ဥရောပတွေကိုနိုင်ကဆန်ရှင်လုပ်ပြီးပိတ်ဆို့တာတွေရှိတယ်။အဲ့လက်ရှိအနေအထားမှာအမေရိကန်ကလည်းပြောရရင်သူ့နိုင်ငံရဲ့ဟိုပြောရ GDP မျိုးဆွဲတင်ခြင်းနေတယ် ြင့်တင်နေတဲ့အတွက်အဓိကအဖြစ်ဒီအရှေ့လယ်ပိုင်းကရေနံတွေဥရောပကိုမရောက်ဘူးဆိုရင်အဓိကတော့အမေရိကန်ဟာသူ့ရဲ့ရေနံတွေကိုဥရောပဈေးကွက်ကိုပြန်လည်တင်ပို့လို့ရလာနိုင်တယ်။ဒါမျိုးတွေပေါ့နော်သုံးသက်ကြတယ်။ဒါပေမဲ့လက်ရှိနေထားမှာကအီရန်နဲ့အစ္စရေးစစ်ပွဲကအတော်ရှုပ်ထွေးနေသေးတယ်လို့ကျွန်တော်တို့ဒီလိုသုံးသက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးကနီလန်ဟောင်းကြီးကိုအသုံးပြုခဲ့တယ်။ဘလို့နီလန်ဟောင်းကြီးကိုအသုံးပြုခဲ့တာဆိုတော့အစ္စရေးကအရှေ့လယ်ပိုင်းဒေသမှာရှိတဲ့နိုင်ငံတွေမှာ နျူကလ িয়ার ပိုင်ဆိုင်နယ်သို့မဟုတ်ဖျားပြင်းတဲ့လက်နက်တွေပိုင်ဆိုင်နယ်ဆိုတဲ့အကြောင်းအကြောင်းပြချက်ပြပြီးတော့အီရန်အီရတ်နိုင်ငံကိုလည်းအစ္စရေးနိုင်ငံဘုံကျဲခဲ့တယ်။ပြီးတော့ကျွန်တော်တို့ဂရာဖီရဲ့လီဗျားနိုင်ငံကိုလည်းဘုံကျဲခဲ့တယ်။ဆီးရီးယားနိုင်ငံကိုလည်းဘုံကျဲခဲ့ဘူးတယ်။အဲ့တော့အစ္စရေးနိုင်ငံဘုံကျဲခံလိုက်ရရင်နိုင်ငံတွေတော်များများကငြိမ်ကျသွားတယ်။ငြိမ်ကျသွားပြီးအစ္စရေးကိုဘာမှလက်တော့မပြန်နိုင်တာတွေ့ရတယ်။အဲ့လိုအဲ့ဒီလိုအခြေအနေမျိုးမှာအစ္စရေးကသူ့ရဲ့အတွေ့အကြုံတွေအရာ အီရန်နိုင်ငံကိုလည်းသူဒီလိုဘုံကျဲလိုက်ရင်အီရန်ငြိမ်သွားလိမ့်မယ်လို့သူကဒီလိုသုံးသတ်တယ်။ဒါပေမဲ့သူသုံးသတ်ချက်သူသုံးသတ်တယ်လို့မဟုတ်ဘဲနဲ့အီရန်ကအစ္စရေးကအီရန်ကိုဘုံကျဲအပြီးမှာပဲအီရန်ဟာနေ့စဉ်ညနေ့စဉ်ရက်ဆက်ပေါ့နော်ညစဉ်ညတိုင်းပေါ့အစ္စရေးနိုင်ငံတည်းကိုတကယ်ဖျက်အားပြင်းတဲ့ဒုံးမြနေနဲ့ပစ်လွတ်တယ်။အစ္စရေးကလည်းသုံးသတ်ထားလိမ့်မယ်အကယ်၍အီရန်ဟာဖျက်အားပြင်းတဲ့ဒုံးမြနေနဲ့ ဣဇရဲနိုင်ငံတဲကိုပြစ်လုခဲ့လို့ရှိရင်ပြစ်လုခဲ့ရင်တောင်ဣဇရဲရဲ့ Iron Dome လို့ Aero Dome လို့စသည်အားဖြင့်ပေါ့နော်ဒီဒုံးဖြတ်ဒုံးနေနဲ့ဟန်တားနိုင်လိမ့်မယ်လို့ဣဇရဲဟာသူ့ရဲ့တွေးရိုးတွေးစဉ်တိုင်းတွေးခဲ့ပေမဲ့လက်တွေ့မှာအီရန်ကပြစ်တဲ့ဒုံးမြန်တွေကိုဣဇရဲဟာအဲ့ဒုံးမြန်တွေရဲ့60ရာခိုင်နှုန်းလောက်ကိုပဲကာကွယ်နိုင်ပေမဲ့တကယ်ဣဇရဲရဲ့လေကာစနစ်တွေကိုဖောက်ပြီးတော့ဝင်လာတဲ့အီရန်ရဲ့ဒုံးမြန်တွေဟာ ်အစ္စရေးနိုင်ငံကိုချင်းကြောက်သွားချင်းကြောက်အစ္စရေးနိုင်ငံကိုချင်းကြောက်နိုင်တယ်ဆိုတော့အစ္စရေးကတွေ့သွားတယ်သိသွားတယ်ဗောနော်အဲ့တော့အစ္စရေးဟာလည်းဒီဘက်မှာမှန်းကျက်နဲ့နှမ်းတွက်မကြိုက်တယ်လို့ဖြစ်နေတဲ့အချိန်မှာအမေရိကန်ကလည်းဒီယုံမြင်လို့ဒီချုံထွင်တယ်ဆိုတဲ့ပုံစံနဲ့ဗောနော်အဲ့တော့ပြောရရင်တော့လက်ရှိအနေအထားမှာအစ္စရေးနဲ့အမေရိကန်တစ်ဖက်ဗောဥရောပနိုင်ငံတွေအနေနဲ့ကလည်းချက်ချင်းဒီစစ်ပွဲကြီးကိုအမေရိကန်ဘက်ကဝင်မယ်အစ္စရေးဘက်ကဝင်မယ်ဆိုပြီးတော့ချက်ချင်းကြီး ရုပ်ကြည်ကြီးဝင်လာတာမတွေ့ရဘူးဒါပေမဲ့ထောက်ခံတဲ့လေတံတွေပြောနေတာတွေကြားနေရတယ်အမေရိကန်ရဲ့လုံရမှန်ကန်နေတို့ဟလာအစ္စရေးရဲ့လုံရမှန်ကန်နေတို့ဆိုပြီးပြောပြီးတော့အီရန်ကိုပုံတံအမျိုးမျိုးနဲ့ဟလာသတင်းမော်ဝါပဲဖြစ်ဖြစ်တန်တမန်နီလန်ရပဲဖြစ်ပုံတံအမျိုးမျိုးနဲ့အီရန်ကိုနှိမ်ချနေရတယ်တွေ့နေရတယ်ဒါပေမဲ့လက်ရှိအနေအထားမှာအီရန်ဘက်ကလည်းတကယ်အစ္စရေးနဲ့အမေရိကန်ကတကယ်ပေါင်းစည်းပြီးမာမိတ်ဖြစ်သွားပြီးတော့အီရန်ကိုတိုက်လာမယ်ဆိုရင် အီရန်ဘက်ကလည်းအီရန်တနိုင်ငံနဲ့မဟုတ်ဘူးဆိုတာကိုဒါကမ္ဘာကောင်းဆောင်တွေသိပါတယ်။အဓိကအပြင်တော့အီရန်ဘက်မှာတရုတ်နဲ့ရုရှားကပါလာနိုင်တယ်။အဲ့လိုပဲတူရကီကလည်းပါလာနိုင်တယ်။တန်ရင်းလို့မရဘူး။အဲ့တော့တူရကီနဲ့အီတူရကီနဲ့ရုရှားနဲ့တရုတ်နဲ့အီရန်ဘက်ကယက်တီလိုက်ပြီဆိုရင်အမေရိကန်ဘက်ကအဲ့ဒီအချိန်မှာဥရောပရဲ့ဟာအမေရိကန်ဘက်မှာနေတိုးပါလာမယ်။အစ္စရေးပါလာမယ်။ဒါဆိုရင်ပြောရရင်တော့ကမ္ဘာကြီးက world war 2.5 mode မဟုတ်တော့ဘဲနဲ့ wall wall 3အပြည့်ဖြစ်သွားနိုင်တယ်။အဲ့လိုဖြစ်လာရင်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကလည်းဒီလိုကြည့်နေမှာမဟုတ်ဘူးလို့တရုတ်ကလည်းထိုင်ဝမ်နိုင်ငံကိုဒီလိုကြည့်နေမှာမဟုတ်တော့ဘူး။အဲ့တော့ကမ္ဘာမှာရှိတဲ့ကမ္ဘာခေါင်းဆောင်တွေအနေနဲ့အဲ့ဒီလောက်တော့သေးသိမ့်တဲ့အတွေးခေါ်တွေတွေးခေါ်ပြီးတော့ adapter devastation လို့ခေါ်တဲ့အလုံးစုံ ပြတ်သုံးရေးကိုလုတ်သွားနိုင်သလားလို့ဆိုတဲ့မေးခွန်းတွေပေါ်လာတယ်ကျွန်တော်အနေနဲ့ပြောရရင်တော့ ကမ္ဘာကောင်းဆောင်နေအနေနဲ့အလုံးစုံပြတ်သုံးရေးလမ်းကြောင်းကိုရွေးချယ်မှာမဟုတ်ဘူးလို့ကျွန်တော်ဒီလိုသုံးသပ်တယ်